ီကိုကာဒီယိုဂရန်စမ်းသပ်မှုဆိုတာကနှလုံးရဲ့အထရာဆောင်ဆက်ကင်တစ်ခုသာဖြစ်ပါတယ်။အီကိုကာဒီယိုဂရဖီစမ်းသပ်မှုအတွင်းမှာတော့တရားဝင်ထုတ်လွှင့်တဲ့ကိရိယာကအထရာဆောင်လိုင်းကိုထုတ်ပေးပြီးနှလုံးကပြန်လည်တုတ်ပြန်လာတဲ့လိုင်းတွေကို ပုံရိပ်အဖြစ်ကျန်တီဆောက်ပြီးမျက်နှာပြင်ပေါ်မှာအီကိုကာဒီယိုဂရန်အဖြစ်ပြသပေးပါတယ်။ ego ka diagram မှာတော့ကျွန်တော်တို့နှလုံးရဲ့ဖွဲ့စည်းပုံကိုချက်ထွေးစစ်ဆေးပြီး doppler စမ်းသပ်မှုလိုမျိုး အခြားနည်းလမ်းတွေကိုလည်းအသုံးပြုကာနှလုံးရဲ့လှုပ်ဆောင်ချက်ကိုလည်းချက်တွင်စစ်ဆေးနိုင်ပါတယ်။ဒါကြောင့် echocardiography မှာတော့တစ်ခုကတော့ transthoracic echocardiography ဖြစ်ပြီးနောက်တစ်ခုကတော့ transesophageal echocardiography ဖြစ်ပါတယ်။ဒါတွေကတော့မတူညီတဲ့နည်းလမ်းမျိုးစုံတွေပါ အခုတော့နှစ်တစ်ခါခါတဲ့ gram ကိုပြောရမယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်လေ့ကျင့်သုံးနေကြတဲ့နည်းလမ်းတစ်ခုဖြစ်ပြီးဒါကနှစ်မြုပ်တန်း2 dimensional extra cardioquant ဖြစ်ပါတယ်ဒါကနှလုံးရဲ့အခမ်းမျိုးမျိုးနဲ့ဖွဲ့စည်းပုံတွေနဲ့လည်းသူ့ရဲ့လှုပ်ရှားမှုတွေကိုနားလည်စေပါတယ်ဒါအပြင်ရခိုင် cardiography စမ်းတမ်းမှုမှာ mode cardiography လို့ခေါ်တဲ့နည်းလမ်းတစ်ခုလည်းရှိပါတယ်။ဒါကတော့အချိန်နဲ့လှုပ်ရှားမှုကို တိုင်းတာတဲ့ cardiography တစ်မျိုးပါ။ဒါက ultrasound တစ်ချောင်းတည်းနဲ့ချက်ချင်းစစ်ဆေးပေးနိုင်ပါတယ်။ ီမိုရခခရဒဂရဖီကိုအသုံးပြုလို့နှလုံးရဲ့အရွယ်အစားတစ်ခုချင်းစီရဲ့အနက်အရှင်နဲ့အနက်လိုမျိုးတိုင်းတာချက်အမျိုးမျိုးကိုချက်ချင်းစစ်ဆေးနိုင်ပါတယ်။ဒီလိုမျိုးနဲ့ပဲကျွန်တော်တို့စစ်ဆေးသွားမှာပါ။ဒါနဲ့မတူပဲတပ်ပွဲစမ်းတမ်းမှုတွေမှာတော့အနီသွေးဆက်တွေရွေးရှားမှုကိုစစ်ဆေးမှာပါ။ဒါအပေါ်မူတည်ပြီးနှလုံးအတွင်းရှိ PR မျိုးမျိုးကိုလည်းစစ်ဆေးနိုင်ပါတယ်။ထို့အပြင်နှက်တဲ့ခခရဒဂရဖီထဲမှာ Cover Dapper Studio လို့ခေါ်တဲ့နည်းလမ်းတစ်ခုလည်းရှိပါတယ်။ ဒါကြောင့် cover ဓာတ်ပုံနဲ့သွေးဆဲတွေကိုအယောင်သတ်မှတ်ပေးထားတာကိုအသုံးပြုပြီးမျိုးမျိုးသောနှလုံးတကားများရဲ့လှုပ်ဆောင်ချက်ကိုစစ်ဆေးနိုင်ပါတယ်တခုခုသောတကားမှာကျင်းမြောင်းနေသလားဒါမှမဟုတ်ရင်းတကားကသွေးယိုနေသလားဆိုတာကိုလည်းသိနိုင်ပါတယ်အယောင်သတ်မှတ်မှုအပေါ်မူတည်ပြီး DR တွေကိုစစ်ဆေးနိုင်သလိုနှလုံးခန့်တွေကြားမူမမှန်တဲ့ချိတ်ဆက်မှုတခုခုရှိမရှိကိုလည်းသွေးလိုင်းသွားလာတဲ့ဥတီယာအပေါ်မူတည်ပြီးစစ်ဆေးနိုင်ပါတယ် ဒါကြောင့်ဒီလိုအပြည့်အစုံစံတတ်မှုတွေ model echocardiography နဲ့မြင့်မြင့်တန်း echocardiography ထားအပြင်ဓာတ်ပွဲစံတတ်မှုတွေနဲ့ color ဓာတ်ပွဲစံတတ်မှုတွေကိုလှုပ်ဆောင်ခြင်းအပြင်နှလုံးရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်ချက်တွေကိုအလွန်အသေးစိတ်စစ်ဆေးနိုင်ပါတယ်။ယခင်ကတော့ cut study လို့ခေါ်တဲ့နည်းလမ်းတစ်ခုကိုအသုံးပြုပြီး character တွေကိုနှလုံးအတွင်းထည့်သွင်းပြီးနှလုံးအတွင်းရှိ PR တွေကို နားလည်ဖို့လုပ်ခဲ့ကြပါတယ်။ဒါကတော့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လှုပ်ဆောင်ရတဲ့နည်းလမ်းပါ။ ဒါပေမဲ့ယနေ့ခေတ်မှာတော့ Hitchcock Photography က Case Study တွေကိုအစားထိုးနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်လာပါပြီ။အလုံးလိုအပ်လာတဲ့အခါမျိုးမဟုတ်ရင်တော့ Case Study တွေကိုမလုပ်တော့ပါဘူး။ Hitchcock Photography ကတော့ Case Study အားလုံးကိုအစားထိုးနိုင်တယ်လို့ဖြစ်လာပါပြီ။ဒါကြောင့်ဒီနည်းလမ်းကအရန်ကောင်းတဲ့ကရိယာတစ်ခုဖြစ်ပြီး Hitchcock Photography စစ်ဆေးမှုတစ်ခုပြုလုပ်ဖို့လည်းမိနစ်၅မှ၁၀လောက်ပဲကြာပါတယ်။ဒါကတော့နှလုံးရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်ချက်တွေကိုအသေးစိတ်သိရှိနိုင်စေပါတယ်။